ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါယခုလိုမင်္ဂလာရှိတဲ့နေ့ရက်တည်းဘုရားသခင်ကောင်းကြီးတင်းနဲ့ကျွန်တော်ပြင်ဆင်ပေးတဲ့ခါမှာကျွန်တော်အားလုံးဘုရားရဲ့ကောင်းမြတ်ခြင်းကိုခံစားတဲ့ခါမှာအဲ့ဒီအတွက်ကျွန်တော်ဝမ်းမြောက်ကြရအောင်ဘုရားသခင်ကတော့ကရုဏာမပြတ်ဘူးမေတ္တာလည်းမပြတ်ဘူးကျွန်တော်ကအမြဲတမ်းကြိရှိဆောင်ရှောက်တဲ့ဘုရားဖြစ်တယ်ကျွန်တော်ပေါ်မှာအမြဲတမ်းပဲဂရုစိုက်တော်မူတဲ့ဘုရားဖြစ်တယ်ကျွန်တော်ကိုခရီးစိတ်တွင်ကြအမြဲတမ်းပဲဆောင်မပို့ဆောင်ပေးတဲ့ဘုရားဖြစ်တယ်ဒါဒီနေ့ဒီချိန်ခါဒီအသက်ရွယ်ထိကျွန်တော်နေနိုင်သွားနိုင်လှုပ်ရှားနိုင်တဲ့ဒီနေ့ဒီချိန်ခါထိအကောင်းဆုံးချက်တည်နိုင်တာ ါဘုရားရဲ့ကောင်းကြီးတွေပဲတယ်เนาะဘုရားဆုကျေးဇူးပေးတာဖြစ်တယ်။ဒါဘုရားဆုကျေးဇူးနဲ့တို့ကျွန်တော်ဒီနေ့တာယာတော်နေ့တဲ့တပတ်မှာအကောင်းဆုံးအော်ဘုရားရဲ့ဘုန်းတော်ထင်ရှားရင်းနဲ့ကျွန်တော်ဆက်လက်ပြီးတော့အသက်တာကိုရှင်သန်ကြရအောင်။ဒီနေ့မှလည်းပဲချစ်တဲ့မိတ်ဆွေတို့နဲ့ကျွန်တော်ဆွေးနွေးသွားခြင်းနဲ့နှုတ်ကပတော်တင်စကားကတော့နှလုံးအင်းစရင်ရေးသွင်းရမိအရာနှလုံးအင်းစရင်ရေးသွင်းရမိအရာကျွန်တော်မှာဆိုရှင်စရင်အင်းသွင်းတဲ့အခါမှာเนาะဒီတိကျတယ်မှန်ကန်တယ်လုံးဝဒီကောင်းမြတ်တဲ့အရာတွေနဲ့ ပြေဝအောင်ကျွန်တော်ကညှိနှိုင်းပြီးတော့ရေသွင်းရတာဖြစ်တယ်။ဒါနှလုံးအင်းစရင်ဒီနှလုံးသားမှာစရင်အင်းထည့်ဖို့ရန်အတွက်ရေသွင်းရမယ့်အရာကပါတယ်။နော်။ဒါနှလုံးအင်းစရင်ကိုဆိုတော့ခါမှာလုံးဝကပီးတင်နိုင်ရမှာဖြစ်တယ်။အဲ့ဒီကပီးတင်နိုင်ဖို့ရန်အတွက်ကျွန်တော်ထဲမှာဆိုရှင်နှလုံးသားထဲမှာဗာစရင်ကိုရေသွင်းရမှာလေ။နော်။နှလုံးသားထဲမှာအာကျွန်တော်ဒီဘောင်းချပေါ်မှာကျွန်တော်ဆိုရှင်လက်ချပေါ်မှာကျွန်တော်ဘာလုပ်မလဲ။ရေသွင်းတဲ့စရင်တွေကတော့ဒါကျွန်တော်ကဆိုရှင်အကျွေးစရင်လည်းဖြစ်ခြင်းဖြစ်မယ်။ဒါမှမဟုတ်ပဲねကျွန်တော် ျွန်တော်မှတို့ရှင်တော့ဒါလုံလုပ်ငန်းကိန်းကန်းအတွက်ဒီချတာချမှတ်တဲ့စင်ရင်တွေရေးသွင်းတာလည်းဖြစ်ကောင်းဖြစ်နိုင်မယ်ဒါမဲ့ချစ်တယ်မေးဆိုနှလုံးမှာတော့နှလုံးသားမှာရေးသွင်းရမယ်စင်ရင်ကတော့ဘာများဖြစ်မလဲနော်ခုနကတို့ရှင်တဲ့အကျွေးစင်ရင်တွေလားဒါမှမဟုတ်လို့ဘယ်နဲ့အမြတ်စင်ရင်တွေလားဒါတွေရေးသွင်းမလားတမချမ်းသာတို့တရင်တာကျွန်တော်အပြေရှာရအောင်နော်တမချမ်းသာမှာတော့ကျွန်တော်နှလုံးသားကိုဘယ်လိုစင်ရင်အင်ပြုတ်အောင်ပြုစုရမလဲနော်ဟေရှာနဂရကြံခန်းကြီး54 54ငွေ30မှာတို့ရှင်ဘလို့ဖော်ပြလဲဆိုတော့ တောင်ကြီးတို့သည်ရွေ့၍တောင်ငယ်တို့သည်လှုပ်ရှားတော်လဲငါဤမေတ္တာသည်တင်မှမရွေ့ရငါဤငြိမ်သက်ခြင်းပြိညာလဲမလှုပ်ရှားရဟုတင်၌တနာခြင်းကရုဏာစိတ်ရှိတော်မူသောထာဝရဘုရားမိန်တော်မူ၏။တော့ဒီနေ့ကျွန်တော်တို့ဒီတမန်ကျမ်းချက်ကိုဖားလိုက်တဲ့အခါမှာဘုရားသခင်ရဲ့ဂတိတော်ကဘလောက်မွန်မြတ်တယ်လဲ။နော်ဘုရားရဲ့မေတ္တာတော်ကဘလောက် ကြီးမြတ်တယ်လဲ။နော်ဘုရားသခင်ကကျွန်တော်ပေါ်မှာဘလောက်ကြီးမြတ်ပြီးတော့ ကျွန်တော်ကအမြဲတမ်းပဲเนาะအမိန့်တော်နေတဲ့ကျွန်တော်ကတခါတည်းဂတိကဝတ်တွေပြုတ်ထားတယ်လဲဆိုတာကိုဒီကြမ်းချက်ကိုဖတ်လိုက်တဲ့ခါမှာကျွန်တော်ရင်ထဲမှာဆိုရှင်တခါတည်းတသိမ့်သိမ့်နဲ့ဘုရားရဲ့ကောင်းမြတ်ခြင်းစုကျေးစုကိုခံစားရတာဖြစ်တယ်ဒီမှာကြည့်တဲ့ခါမှာတောင်ကြီးတို့ဒီရွေ့ရွေ့တောင်ငယ်တို့ဒီလှုပ်ရှားတော်လဲတဲ့ငါဤမေတ္တာဒီသင်မှမရွေ့ရတယ်เนาะဘုရားရဲ့မေတ္တာကဘယ်တော့မှကျွန်တော်တို့ဒီဟာမှာမရွေ့သွားသေးရဘူးတဲ့เนาะမေတ္တာမပြတ်ကျွန်တော်ဘုံမှာချစ်တော်မူတဲ့ဘုရားဖြစ်ပါတယ်ဒါမှမဟုတ်ငါဤငြိမ့်သက်ခြင်းပြိညာဉ်လဲ မလောက်ရှားရဟုသင်၌တနာခြေကရုဏာစေရှိတော်မူသောသာဝရဖျားမိန်တော်မူ၏เนาะဒီနေ့ကျွန်တော်စိတ်တည်ငြိမ်ဖို့ကျွန်တော်နှလုံးငြိမ်စေသည်အဓိကပါလေဖျားရဲ့မေတ္တာဖြစ်တယ်เนาะဖျားမေတ္တာခံစားရတယ်ဆိုလို့ကျွန်တော်ကလည်းပူဆွေးတော့ကလည်းမဖြစ်တော့ဘူးကျွန်တော်ကလည်းကျွန်တော်ရဲ့ဘဝတတမှာတုံ့လောက်ချောင်ချောင်မှုလည်းပဲမရှိတော့ဘူးเนาะဒါကြောင့်ချစ်တဲ့မိတ်ဆွေတို့ဒီနေ့ကျွန်တော်မှာဆိုရှင်စုံညွန့်စရာတွေများစွာရှိတယ်ထိတ်လန့်စရာတွေများစွာရှိတယ်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေလည်းများစွာရှိတယ် အခုဆိုလို့ရှိရင်ကြုံတွေ့နေရတဲ့ဒီငလင်းဘေးတဲ့မိဘများအနေနဲ့အားပေးခြင်းနဲ့ညီကောင်မတော်တို့အနေနဲ့ဒီနေ့ဒီအရာတွေအားလုံးကဆိုရှင်ငလင်းမှာကြည့်လိုက်ခါမှာတောင်းနေပြိုကျမယ်အိမ်နေပြိုကျတယ်ဘလောက်ပဲလှုပ်ရှားမှုရှိတော်လားပဲတင့်ပေါ်မှာချစ်တဲ့ဘုရားရဲ့မေတ္တာကဘယ်တော့မှရွေလျောသွားတယ်ဆိုတာမရှိဘူးတင်းရင်သွားတယ်ဆိုတာမရှိဘူးယနေ့ထိတင့်ပေါ်မှာချစ်မြဲချစ်နေတဲ့ဘုရားဖြစ်ပါတယ်နော်ဒါကြောင့်ဘုရားသခင်ရဲ့ဝိညာဉ်ပရိညာဉ်ကဆိုရှင်ဘုရားရဲ့ချစ်ချင်းမေတ္တာကဘယ်တော့မှပြည့်ပြည့်သွားတယ်ဆိုတာမရှိဘူး ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်တုတ်တန်ကြခန်းကြီးတုံပိုက်ငယ်၃ကနေ၄ကိုကြည့်တဲ့အခါမှာကရုဏာတရားနဲ့တစ္ဆာတရားကိုသင်နဲ့မကွာစေနဲ့ထိုတရားတို့ကိုသင်ဤလေပင်း၌ဆွဲထားလောတဲ့နှလုံးအင်းစရင်၌ရေးသွင်းလောတဲ့နော်ဒါကြောင့်ခုနကနှလုံးအင်းစရင်ကိုရေးသွင်းရမယ့်အရာဘာများဖြစ်မလဲဆိုတော့ဒီမှာတမချမ်းချမ်းမှာအတိအင်းဖော်ပြလာပြီတမချမ်းချမ်းမှာဘာပြောလဲကရုဏာတရားနဲ့တစ္ဆာတရားကိုသင်နဲ့မကွာစေနဲ့နံပါတ်တစ်ချက် နံပါတ်2တစ်ချက်ကတော့ထိုတရားတို့ကိုသင်ဤလေပင်၌စွဲထားတော်တယ်နော်ဒါမှမဟုတ်ဗနဲ့နှလုံးစရင်အင်း၌လည်းရင်းသွင်းတော်တယ်နော်ဒါဒီနေ့ဘလုံးမှာဖြတ်လို့မရဘူးကျွန်တော်ကိုယ်တိုင်ကဗလေလေပင်မှာတော့စွဲထားရမယ်တဲ့နော်လေပင်မှာကျွန်တော်စွဲချိုးစွဲတဲ့ခါမှာအော်ကြည့်လိုက်တဲ့ခါကျတော့ဗလေအော်လူရဲ့စင်တန်းကိုကြည့်ရတဲ့ခါမှာမြင်တယ် ဆွဲကြိုးလေးဆွဲထားတဲ့ခါကျတော့လက်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 နဲ့ဘလဲဆွဲကြိုးလေးလားဆွေဆွဲကြိုးလေးလားစသည်အပြင်တံမိုးဘလောက်ရှိသလဲစသည်အပြင်ကျွန်တော်အမြင်မြင်မြင်တာတာထင်ထင်တာတာရှိရတယ်ပေါ့နော်ဒါကြောင့်ဆွဲကြိုးဆွဲတဲ့လူတွေဆိုလို့ရှိရင်လည်းဘာဖြစ်လဲအင်ဂျီဝစ်ပြီးဟေးဆိုလို့ရှိရင်လည်းပဲတကယ်ပဲလေဘင်းကိုကြက်တုပ်ပြီးတော့ဝစ်ထားမှမင်းလေတင်းဟာဟာတဲ့အရာပဲဝစ်တယ်ဘာကြောင့်လဲမိမိဆွဲထားတဲ့ဆွဲကြိုးကိုပေါ်ပြခြင်းတယ်။နောက်လူတွေတွေ့မြင်စေခြင်းတယ်။ဒါဆိုဒီနေ့ကျွန်တော်ကိုယ်တိုင်ကဗျာလူတွေကိုတွေ့မြင်စေခြင်းတဲ့အရာက အဲ့ဒီရွှေဆွဲကြိုးပလဲဆွဲကြိုးစိန်ဆွဲကြိုးထက်အရေးကြီးတဲ့အရာကပါလဲဆိုတော့ဒီတမာချမ်းသာထဲမှာဘာဖြစ်လဲကရုဏာတရားနဲ့တစ္ဆာတရားကိုသင်နေမှာကွာစင်နေအဓိကကျွန်တော်ဆွဲလယ်ဘင်းမှာဆွဲရမယ့်အရာကကရုဏာတရားနဲ့တစ္ဆာတရားဒီကုသိုလ်ဆွဲကြိုးကိုဆွဲရမှာဖြစ်တယ်အဲ့လိုဆွဲထားမယ်ဆိုရင်ကျွန်တော်ဘာဖြစ်လဲပုံပေါ်ပြီးတော့မြင့်မြတ်တဲ့သူဖြစ်လာမယ်နော်အကြောင်းတဖိတ်ဖိတ်နဲ့တောက်ပပြီးတော့သင်ကားတော့ရှင်သူတပားကြည့်လိုက်တိုင်းတံပိုးကြီးမားတယ်ဆိုတာတွေ့ရတယ်မယ်နော် ဲ့တော့ဒီနေ့ဘုရားသခင်ကကျွန်တော်ကိုအဓိက တင်ဤလေပင်တိုင်းဆွဲထားလို့လို့ပြောတဲ့အရာကကရုဏာတရားနဲ့သစ္စာတရားเนาะသူတော်ဘာပေါ်မှာကရုဏာထားမယ်မေတ္တာထရမယ်တရားနဲ့တရားပေါ်မှာသစ္စာတရားရှိရမယ်ဒီအချင်းရဒီနှစ်ခုကိုကျွန်တော်လေပင်မှာဆွဲထားပါသူတော်ဘာထင်တာမြင်တာပေါ်ပြပါတဲ့เนาะဆိုပြီးတော့ပြီးလို့ရှိရင်နှလုံးအင်းစင်းနိုင်လေရေးသွင်းထားပါဆိုပြီးတော့ဓမ္မကျမ်းသာကမိန့်မှာထားတယ် ဒါမှမကဘဲနဲ့အငယ်လေးကိုကြည့်တဲ့အခါမှာထိုသူပြုလျင်ဘုရားသခင်ရှေ့လူတို့ရှေ့မှာ မျက်နာရ၍ဂျေစုကိုခံရလိမ့်မည်တဲ့ကဲခုနကရွှေဆဲချိုးဗရမယာဆွဲချိုးဒါစိန်ဆွဲချိုးစသည်အပြင်ဒါတွေဆင်မြန်းလို့ဘုရားရှေ့လူရှေ့မှာမျက်နာရမှာမဟုတ်ဘူးနော်ဘုရားရှေ့ရှေ့လူရှေ့မှာဆိုရှင်တကယ်ပဲမျက်နှာကြီးမျိုးနေတဲ့တခါလဲထွန်းထွန်းတောက်ပြီးတော့လူတွေကအန်အောပြီးတော့နေမှာမဟုတ်ဘူးဒါပေမဲ့ဘယ်လဲကရုဏာတရားနဲ့တစ္ဆာတရားမေတ္တာတရားဒီချစ်ချင်းမေတ္တာကို ကျွန်တော်လယ်ဘင်းမှာစွဲထားမယ်ဆိုရင်တဲ့ကျွန်တော်ဘာပဲလဲအဲ့ဒီလိုမျိုးသူတွေကတဲ့ဘာပြောမလဲဆိုတော့တို့ပြုလိရင်အဲ့ဒီလိုမျိုးတင်တော့ကအတ္တကိုရှင်းတမ်းမယ်ဆိုရင်တဲ့ဖရာသခင်ရှိလူရှိမှာမျက်နာရမယ်တဲ့နော်ဂျေစုကိုခံရလိမ့်မယ်တဲ့နော်ဒီနေ့ချစ်တဲ့မိစေပေါ့နော်ဒါကြောင့်ဖရာရှိလူရှိမှာကျွန်တော်အာအာလို့ထွန်းတောက်ပြီးတော့မျက်နာရဖို့ရန်အတွက်မျက်နာပွင့်လင်းဖို့ရန်အတွက်အဓိကလှုပ်ဆောင်ရမယ့်ချက်ကကရုဏာတရားရှိရမယ်သစ္စာတရားရှိရမယ် เนาะตัวบ่าบ่มาอเมยน่ะเมตตามาเป็ดกุญญีได้ยามเพมาได้ยามตนาได้ยามจินาได้ยามดิสิทธิ์ดิตนุบาสุชิงอเมยชื่อนี่ปูอย่างด้วยอลมะเป็นยีจีเดအဲ့လိုမျိုးကျွန်တော်ကတော့ရှင်တို့ဘာကိုကုညီတတ်မယ်ဖေးဖေးမတတ်မယ်တို့ဘာကိုစောင့်ရှောက်တတ်မယ်ဆိုရင်ဒီမေတ္တာကရုဏာရှိပြီးတော့တို့ဘာဘုံမှာတစ္ဆာတရားနဲ့တို့ကိုအမြဲတမ်းဖေးမနိုင်မယ်ဆိုရင်ကျွန်တော်တို့ကဆိုရှင်ဘုရားရှိလူရှိမှာမျက်နာရမှာဖြစ်တယ်။ဒါကြောင့်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ နှလုံးအင်းနှလုံးအင်းစရင်ရေးသွင်းရမယ့်အရာကဘာလဲချစ်ခြင်းမေတ္တာဖြစ်တယ်ကရုဏာတရားနဲ့တစ္ဆာတရားကိုကျွန်တော်ရေးသွင်းထားရမှာဖြစ်တယ်အဲ့ဒီရေးဆွဲထားရမှာဖြစ်တဲ့အတွက်ကြောင့်ယနေ့ချစ်တဲ့မိစေများဖျားရှိလူရှိမှမျက်နာရခြင်းလေဖျားရှိလူရှိမှဆိုရင်ကျွန်တော်အားလုံးကဆိုရင်ကြီးပွားခြင်းလေကျွန်တော်ကအားလုံးကဆိုရင်ဂုံရှင်ဝါနဲ့မြင့်မားခြင်းလေဆိုရင်ယနေ့ဖျားသခင်နှစ်သက်မြတ်တော်မူသောအသက်တာဖျားသခင်က တနာချင်းကရုဏာစိတ်ရှိတော်မူတဲ့ဖုရားเนาะအဲ့ဒီတနာချင်းကရုဏာစိတ်ရှိတော်မူတဲ့ဖုရားကလည်းပဲကျွန်တော်တို့လူသားချင်းချင်းပေါ်မှာလည်းပဲတနာချင်းကရုဏာစိတ်ပွားများတတ်တဲ့စိတ်ကိုဖုရားကကျွန်တော်တို့ထဲမှာထည့်သွင်းပေးထားတာဖြစ်တယ်။သူ့ရဲ့စိတ်နေသဘောထားမျိုးကိုကျွန်တော်တို့ထဲမှာကျွန်တော်တို့ထဲမှာလည်းပဲဖုရားကပေးထားတာဖြစ်တယ်။အဲ့ဒီတော့ကြောင့်သူ့ရဲ့စိတ်သဘောထားမျိုးနဲ့ကျွန်တော်ကလည်းပဲရှင်တန်ပြီးတော့လောကမှာနေထိုင်သွားလာလှူရှားပူကြံတဲ့ဖြစ်တယ်။အဲ့လိုမျိုးကျွန်တော်ကတော့ရှင်ဖုရားရဲ့စိတ်နေသဘောထား နဲ့ကျွန်တော်အသက်တာကိုရှင်သန်မယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်ကပဲဘုရားရှိလူရှိမှာမျက်တာရလာမယ်သူတစ်ပါးယေရှုပြုခြင်းကိုလည်းပဲခံရမှာဖြစ်တယ်။အဲ့တို့ကြောင့်ဒီနေ့ချစ်တမိတ်ဆွေတို့ကျွန်တော်ရတတ်တာမှာဒီဟေရှားနဂရိကျန်ခန်းကြီး54အပိုင်ငယ်10ကိုကြည့်တဲ့အခါမှာတောင်ကြီးတို့သည်ရေသွားရေးတောင်ငယ်တို့သည်လှုပ်ရှားတော့လေငါဤမေတ္တာသည်တင်မမရွေရငါဤငြိမ်သက်ခြင်းပြိညာလည်းမလှုပ်ရှားရဟုတင်၌တနာချင်းကုဏာစေရှိတော်မူသော ထာဝရဖျားမိန်တော်မူ၏။ဒါကြောင့်မကမယ်နဲ့တုတ်တန်ကြံခိုင်း၃ပိုင်းငယ်၃ရက်လေးမှာကနုရတရားနဲ့တစ္ဆာတရားကိုသင်နဲ့မကွာစေနဲ့။ထိုတရားတို့ကိုသင်ဤလေပင်၌ဆွဲထားလော။နှလုံးအင်းစင်ရင်၌ရေးသွင်းလော။ထိုတို့ပြုလျင်ဖျားသခင်ရှေ့လူရှေ့မှာမျက်နှာရ၍ဂျေစုကိုခံရလိမ့်မည်။ဒါမကမယ်နဲ့ရှင်ဟောခရစ်မြတ်ပရမအဆောင်ခန်းကြီး၃ပိုင်းငယ်၁၈မှာလည်းပဲချစ်သားတို့ငါတို့ဒီစကားပြောကာမြအားဖြင့်သာမချစ်ဖဲတဲ့။စိတ်ပါကိုရောက်ဧကံမှန်ချစ်ကြကုန်အံ။ ထို့သူချစ်လျင်ကိုတိုင်းတမာတရား၌ဆိုင်သည်ကိုကိုသိရ၍ဘုရားသခင်ရှိတော်၌ကိုစိတ်နှလုံးသက်သာစေကြလိမ့်မည်တဲ့။ဒါကြောင့်ဒီနေ့အချင်းချင်းတို့ပေါ်မှာကုညီတဲ့ဖင်းမာတဲ့ဒီမှာတမာချမ်းသာပဲချစ်တော်တို့တဲ့ငါတို့ဒီစကားပြောကများနဲ့စကားပြောကများများနဲ့အာငါတို့ကုညီချင်းလိုက်တာငါတို့ဖင်းမာချင်းလိုက်တာငါတို့လှုပ်ပေးချင်းလိုက်တာအာငါမင်းမင်းကိုဒါတာလှုပ်ပေးမယ်ဒီစကားလေးအားဖြင့်သူတို့ဘာကိုမနစ်သိမ့်နဲ့တဲ့စကားပြောကများဖြင့်မဖြစ်ဖဲနဲ့စိတ်ပါကိုရောက်တယ် ဧကံမှာချစ်တတ်ကုန်အာစိတ်ရောပါမယ်ကိုရောပါသွားရမယ်စိတ်ပါကိုပါနော်ကျွန်တော်ဗလည်းဒါမှသာရင်ကျွန်တော်ဗလည်းကုညီလို့တဲ့သူကိုကျွန်တော်လှမ်းသွားနိုင်မှာပေါ့စိတ်ကတော့ကျွန်တော်အဆိုချင်ဟာကုညီကျင်လိုက်တာခုချိုခုဆိုချင်ပါဗလည်းအမန်လေးစကိုင်းတို့ဒီမှာဆိုချင်နေပြည်တော်တို့စသည်အဖြစ်အဒီငရင်နေလှုပ်တယ်ဒုက္ခတွေရောက်နေကြတယ်စိတ်ထဲတော့ဟာကုညီကျင်လိုက်တာဆိုပြီးထိုင်ပြီးတော့ပြောနေတော့ပြောနေတာပဲဒါမဲ့ကိုကမရွေ့သွားနိုင်မရွေ့သွားနိုင်ဘူးဟုတ်တယ်မလားကျွန်တော်လည်းပဲအဲ့ဒီထဲမှာပါဝင်နေတယ်เนาะစိတ်ပါ စိတ်ပါကိုပါမပါသေးဘူးစိတ်ကတော့မနဲ့သွားကျင်လိုက်တာငါလည်းအဲ့ဒီနေရာသွားကိုကျင်လိုက်တာဒါလောက်ပဲရှိသေးတယ်နော်ဒါလောက်ပဲရှိသေးတယ်ဒါမဲ့ဘာလဲကိုကိုတိုင်ကဗတဲ့သွားဖို့ဆိုလို့ရှိရင်မသွားနိုင်သေးဘူးနော်ဒါမဲ့ကျွန်တော်သွားမှာဖြစ်ပါတယ်နော်သွားတော့သွားမယ်အာစိတ်စိတ်ကလည်းပါနေပြီစိတ်ပါကိုပါဘုရားသခင်ဗတဲ့စိတ်ပါကိုရောက်ပြောတဲ့အတွက်ကြောင့်စိတ်ကတော့ပါနေပြီသွားကျင်တယ်ငါစိတ်ထဲကတော့စိတ်ထဲမှာလို့ရှိရင်စိတ်ကူးကျင်နေပြီဒါမဲ့ကိုပါရောက်သွားဖို့ဖြစ်တယ်နော်ကိုပါရောက်သွားလို့ဖြစ်တယ်ဒါဒီနေ့ ကျွန်တော်အားပေးချင်တာကတော့ဒုက္ခရောက်တဲ့လူတွေများစွာရှိတယ်။အဲ့တော့ဒီနေ့ကျွန်တော်အားလုံးကဘုရားသခင်ရဲ့သားသမီးတွေဖြစ်တဲ့ကျွန်တော်စကားပြပြောကံများနဲ့ကျွန်တော်ကဆိုရှင်သူတော်ဘာပေါ်မှာမချစ်ဖဲနဲ့စိတ်ပါကိုရောက်ကျွန်တော်ကိုယ်တိုင်ကတွားရောက်ပြီးတော့ကုညီချင်းဖင်းကဖင်းမချင်းအေကံမှကျွန်တော်ကိုယ်တိုင်ကချစ်နိုင်တဲ့သားသမီးတွေဖြစ်ဖို့ရန်အတွက်ယနေ့ကျွန်တော်အနေနဲ့အားပေးတိုက်တွန်းချင်တယ်။ဒါဒီနေ့ကျွန်တော်မှာဆိုရှင်စိတ်ပါကိုရောက်ကျွန်တော်ကိုယ်တိုင်ကတွားရောက်ပြီးတော့ကုညီမယ်အားပေးမယ်အကျွန်တော်တွားရောက်ပြီးတော့နှစ်သိမ့်ပေးကြမယ်။နော်အဲ့လိုမျိုးကျွန်တော်လုံနိုင်ဖို့ရန်အတွက်အလုံးမပင်ရေးကြည့်တယ်။ဒါဒီနေ့ကျွန်တော်မှာဆိုရှင် ဒီဒုက္ခရောက်နေတဲ့မျက်ရည်ကျတာလမ်းတွေးတယ်ငါစိတ်မကောင်းဘူးဆိုတာထက်ငါစိတ်မကောင်းဘူးဆိုပြီးတော့စကားကအပြင်းလည်းပဲမပြောဘဲနဲ့ကျွန်တော်ပါလဲစိတ်ပါကိုရောက်ကျွန်တော်ကိုယ်တိုင်ကတွားရောက်ပြီးတော့နှစ်သိချင်းပေးနိုင်ဖို့ကြံအတွက်ကျွန်တော်ကိုယ်တိုင်ကဘယ်ကဏ္ဍနေပါဝင်ပေးနိုင်ကြမလဲဒါဒီနေ့ကျွန်တော်ကိုယ်တိုင်ကစိတ်ပါကိုရောက်ပါဝင်ကြဖို့ကြံအတွက်အဲဒီနေ့ဒီနှလုံးအင်းစင်ရင်ရေးသွင်းရမယ်အရာဒီဟူသောချစ်ချင်းမေတ္တာ ကျွန်တော်ကိုယ်တိုင်ကပွားများနိုင်ဖို့ကြံအတွက်ကရုဏာတရားနဲ့တစ္ဆာတရားကို တင်နဲ့ဘယ်တော့မှမကွာစေဘဲနဲ့လေဘင်းတိုင်းစွဲထားဖို့ရန်မိန့်မှာခဲ့တဲ့ဘုရားသခင်ကကျွန်တော်ကိုအမြဲတမ်းပဲသူတို့ဘာကိုချစ်တတ်တတ်ဖို့သူတို့ဘာကိုဖေးမတတ်ဖို့သူတို့ဘာကိုဂရုဏာမပြတ်စောက်ရှောက်တတ်ဖို့ရန်တဲ့ဘုရားကဒီစိတ်နဲ့သဘောထားလေးပေးထားတဲ့အခါမှာကျွန်တော်ကိုယ်တိုင်ကပုံမပွားများတဲ့အတ္တတာနဲ့ရှင်တန်နိုင်ဖို့ရန်အတွက်ဘုရားသခင်ကိုအမြဲတမ်းပဲစက္ကပ်အပ်နေပြီးတော့ဘုရားအလိုကျအမြဲတမ်းပဲဘုရားသခင်ထံမှာဆုတောင်းပြီးတော့ကျွန်တော်ကိုယ်တိုင်ကပါဝင်နိုင်တဲ့လှုပ်ရှားနိုင်တဲ့ချစ်တဲ့မိတ်ဆွေဓမ္မမိတ်ဆွေညီကောင်မတော်များအတီးတီး ဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုလိုက်ပါရစေချစ်တဲ့မိတ်ဆွေများအားလုံးပေါ်ဖျက်ကောင်းချီးချပေးပါစေ။